ဒီနေ့ကြားတဲ့သတင်းဆုံး online ထဲမှာဖတ်ရတဲ့ပြောနေကြတဲ့အရာဒီကတော့ခရိယံအချင်းချင်းမှုတော်ဆောင်တွေအချင်းချင်းရံဖြစ် တိုက်ခိုက် ပြောဆိုကြတဲ့အကြောင်းဒီကို ကျွန်တော်တို့ကြားသိဖတ်ရှုရတာတကယ်ကိုဝမ်းနည်းစရာကောင်းပါတယ်ကျွန်တော်ရဲ့ရန်သူအစ်စ်ကတခြားအမှုတော်ဆောင်တွေကျွန်တော်တို့နဲ့အမြင်မတူတဲ့ကျွန်တော်တို့နဲ့ခံယူချက်မတူတဲ့အမှုတော်ဆောင်တွေမဟုတ်ပါဘူးကျွန်တော်ရဲ့ရန်သူအစ်စ်ကစာတန်မာနဖြစ်ပါတယ် ဒီတော့စာတန်မာနရဲ့ဘီဟာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကိုအမှုတော်ဆောင်တွေကိုလဲအောင်မလုပ်နိုင်တော့ဘူးအမှုတော်ဆောင်တွေကိုတက်ရိုက်ထိုးနှက်လို့မရတော့ဘူးဆိုရင်စာတန်မာနဆိုဟာအာနေနေသေးတော့တခြားအမှုတော်ဆောင်များကိုအသုံးပြုပြီးတော့မှအချင်းချင်းရန်တိုက်ပေးတဲ့အလုပ်လုပ်ပါတယ်ဒီတော့စာတန်ကကျွန်တော်ကိုတိုက်ရိုက်မတိုက်ခိုက်နိုင်တဲ့အခါမှာအချင်းချင်းရန်တိုက်ပေးတဲ့အလုပ်ကိုလုပ်ပါလိမ့်မယ်ဒီတော့အမှုတော်ဆောင်မိတ်ဆွေဓမ္မမိတ်ဆွေ ဓမ္မအမှုတော်ဆောင်အချင်းချင်းအနေနဲ့တယောက်နဲ့တယောက်နော်ခံယူချက်မတူကြပေမဲ့ယုံကြည်ချက်မတူကြပေမဲ့ယေရှုခရစ်တော်ဟာဖခင်သခင်ဖြစ်တယ်။ကောင်းကင်နိုင်ငံကိုရောက်ရှိနိုင်တော်တလန်းတဲသောသူဖြစ်တယ်ဆိုတာကိုယုံကြည်ခံယူကြတယ်ဆိုရင်တယောက်နဲ့တယောက်တိုက်ခိုက်နေမယ့်အစားတယောက်နဲ့တယောက်တိုက်ခိုက်ပြီးတော့မှစာတန်ရဲ့အလိုကိုပြည့်စုံစေကြမယ့်အစားဒီနေ့တယောက်နဲ့တယောက်အားပေးခြင်းတယောက်နဲ့တယောက်ခွင့်လွှတ်ခြင်းအပြင်ကျွန်တော်တို့ကရှောက်လန်းမယ်ဆိုရင် ီနေ့စာတန်ဟာရှုံးနေပြီးသားနေရာမှာဆက်နေပြီးတော့မှယနေ့ယုံကြည်သူအမှုတော်ဆောင်တွေဟာဆက်လက်ပြီးတော့ဖခင်ရဲ့နိုင်ငံတော်ကိုကြည်ပြတ်စေကြမှာကျေပြတ်စေကြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အထူးကယူဆိုင်ရအောင်အထူးဆုတောင်းရအောင်ဖခင်ရဲ့အတန်တော်ကိုတကယ်ကြားပြီးတော့မှအသက်ရှင်ကြရအောင်မှုတော်ဆောင်ကြရအောင်လို့ဒီနေ့မှလည်းပဲပြန်လည်ပြီးတော့မှနည်းနည်းလေးရှာရှိပြီးပြောချင်ပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။